မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့အကျိုးအနန္တရရှိစေသောဝိဇာမယိတိမောကိုးကားထားဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတင်ပြခဲ့တဲ့ကြိုက်ထီယိုးစံတော်ရှင်စီဒီတော်အနီးကမုတ်ဆိုးတောင်စီဒီတော်ကိုစောင်းလျှောက်နေတဲ့ဝိဇာပုဂ္ဂိုလ်ဘိုးဘုတော်ရဲ့ဝိဇာဖြစ်ခြင်းစဉ်မှာအသုံးပြုဖို့တာမက အခြားလောကီအကျိုးမျိုးစုံကိုလည်းရရှိစေတဲ့ခါထားတော်ဖြစ်ပါတယ် ဝိဇာပုဂ္ဂိုလ်ဘိုးဘုတော်ရဲ့ဝိဇာဖြစ်ခြင်းစဉ်ကိုလေ့လာလိုတဲ့မိတ်ဆွေများအတွက်လည်း description မှာ link ချပေးပါမယ်။ဝိဇာတရားမင်းကိုမျိုးရှိပါတယ်။အဲ့ဒါတွေကတော့ဖြမမင်း၊တကြားမင်း၊ဒူရိယနေမင်း၊ဆန္နာလမင်း၊ဝိဇာမင်း၊ရေနက်မင်း၊ဂလုံမင်း၊နဂါမင်း၊ရှင်သိမင်းတို့ဖြစ်ပါတယ်။ထိုမင်းကိုပါတို့ရဲ့စုတောင်းကာထာများကိုဝိဇာမယိတိမောကိုးကာထာလို့ခေါ်ဝေါ်ကြပါတယ်။ ဤဂါထာများကို အချို့ဆရာများကမြမမင်းဂါထာတရားမင်းဂါထာစသည်ဖြင့်လဲမင်းကိုပါတို့ရဲ့အမိများနဲ့ခေါ်ဝေါ်ကြပါသေးတယ်ဝိစာတရကိုးဂါထာလို့လဲခေါ်ပါတယ်ဝိစာစုပန်ဂါထာလို့လဲအချို့ကျမ်းများမှာဖော်ပြထားပါတယ်ဝိစာမယိတိမောကိုးဂါထာကိုရွတ်ဖက်ရခြင်းရဲ့အချို့ကျေးဇူးများကို တင်ပြပါမယ်ကပ္ပလင်္ကာယဝိစာတရကျမ်းလာထွက်ရပေါအန်ဒီမလန်စင်ဆိုင်ရာမန္တန်ဖြစ်ပါတယ် ဝိသဒရမင်းကိုပါတို့ရဲ့ဆူတောင်းကာထားဖြစ်လို့ထိုမင်းကိုပါတို့ရဲ့ဂုံဟိတ်အစွမ်းကိုရရှိပြီးထိုပုပ်ကိုတို့ရဲ့အဆောင်ရှောက်ကိုခံယူရရှိစေကာ ထွက်ရပေါက်စီ၍လိုလီသေးမရှိ ပြည့်စုံစေနိုင်ပါれထိုကာထာကိုရုတ်ဖက်ပူဇော်သူတို့ဟာလက်နက်ပေးမြမိမိထံမကြောက်ရောက်နိုင်စိတ်မှကြံစည်သမျှပြည့်စုံစေနိုင်ပါれ သူတစ်ပါးစိတ်အကြံစီကိုလည်းအလိုလိုသိရှိနိုင်စေပါれဝိစာအပေါင်းနတ်အပေါင်းတို့ချစ်ခင်နှစ်သက်ကူညီခြင်းကို ခံရပါမယ်ရွှေငွေရတနာများအလိုရှိတိုင်းရရှိစေနိုင်တယ်လို့ညွှန်းဆိုထားပါれဤကဲ့သို့အကျိုးနံနရာရှိစေတဲ့ဝိစာမရိတိမော ကိုးကားထားကိုရွှတ်ဖက်ပြပါမယ်ဘုရားတိရတနာတယံဝန္ဒိတဝါနသတ္တထရံပြန်စာတိလာနိပရိဘူရတဝါ စဒုအခရာယောဂတောအစဇဗဇကာယောမိတဘာဥဒပရိတကောဣမိနေညံပရိနာမိတမထောကရိတောဣမံတဘာဗန္ဒနာစိတောမိအန္တောဘိဗန္ဒံဝါအနန္တပလဝါဝတိနာတကောဂဏိတောတရာစာယမတံပိနာဒိဋ္ဌော နာတုံနောတရမတကံကုဒကံမဟာတံဝါပိမဟာတံအပကံကရိဥဒကာကာတသာရိကောမဟိနိမုံဇကောဘဝေတုဝနာရာဇတာတိနိယရိစိတကာရောတရာကုထာကာရတိကံတပ္ပံပုမိတိပိယတယုတ်တံ တဟတာယစိတ်တညာနောဒူရံပိတမိပံဘဝေဝိဇန္ဒရာရာတဗေပတန္တိတုတ္တမတကေပဂာတ္တဝါအထသိပ္ပံမမန်တခန္တုတေတရာပရိဝရတဝါနိသိနေအာတိဘောဟံဝဟံတုတေမမတံကရုံကရွန်တောတဘာဝိဇာပယုတ်တာနံ ယထာဥဒာနိပလာနိသမေဇတုယရိစိတံစတုဓာတုပတိဋ္ဌေနမဟာန္တအထဒတိနာဝိသမယိတိမောကိုးကထာရဲ့အနတ်တိတ်ပဲကို တင်ပြပါမယ်အာကျွန်ုပ်ဒီတာရံယုဒေခြင်းနဲ့တကားဗုဒ္ဓအတိယရဏတယံဘုရားတရားတန်ခါယရဏမြတ်သုံးပါးကို ဝန္တိတောနယုတိမြတ်တို့လက်ဆုံမိုးပါရှ िख ိုးပြီး၍မြစသီလာနိငါးပါးသောသီလတော်မြတ်ကိုပရိပုဝေတဝါခံယူဆောက်တည်ပြီး၍စတုအခရယောဂတော်လေလုံးပေါ်ပြစမအခရာမကွာရှင်လျက်ဆောင်ရွက်ရသောကြောင့်အစစ်စပစ္စကာယောမပေါ့မပြဲရှာနာမရှိပဂရိကြံ့ခိုင်သောကိုရှိသည့်၎င်း တပ္ပဝုဒ္ဓပရိတကောလေးများမိဘောက်စားသောလက်နှင့်မျိုးအပေါင်းတို့ကိုတားမြင်နိုင်သည်၎င်းအမိနာအီငါဤကိုဖြင့်အဉ္ဉံတပါးသောသူဤကိုပရိနာမိသူတို့ဘာဤကိုဖြင့်၎င်းအမံအီငါဤကိုကိုဂရိတုံပြန်လည်ပြောင်းလဲခြင်းကတမထောဆွမ်းနိုင်သည်ကိုသည်အမိဖြစ်ရပါလို့၏ တဘဗန္ဒနာစိန်တော်ခသိမ်းမှုသောအနောင်ဝေမျိုးတို့ကိုထွန်းပေါက်နိုင်သည်၎င်းအန္တောပိဗဟန္တံဝါအတွန်းမသည်အပြင်သို့ရောက်နိုင်သည်၎င်းအပြင်မသည်အတွန်းသို့ရောက်နိုင်သည်၎င်းအနန္တဗလဝါဟောပိအတိုင်းမသိသောဘူပါလုံးသည်တရာအခခသိမ်းကဏိတုံဖမ်းယူခြင်းကနတ်တကောမတတ်နိုင်သည်အမိတ် ြည့်ရပါလို့ဟိစာယာမတံပိမိမိအရေးညာကိုလေနတိထောအလိုမရှိပါကမမြင်ရသည်၎င်းတရမတကံအတံညာကိုလေနတုံသောအလိုမရှိပါကမကြားရခြင်းသည်၎င်းဟုတ်တော်ဖြည့်၍ခုတ်တကံသိငယ်သည်ဖြစ်လျက်မဟာတံကြီးမားစေသည်၎င်းမဟာတံဝါပိကြီးမားသည်ဖြစ်လျက်လေ အပကံပေးငယ်ဒီကို၎င်းကရေပြုနိုင်ရပါလို၏ဥရကာကာသစာရိကော ရေပြင်ကောင်းငင်တို့တို့သွားနိုင်သည်၎င်းမဟိနိမုံဇဂောမြေကိုငုံရှုံးနိုင်သည်၎င်းတဝနာရာဇာတာတိညိချွေငွေကြောက်တံဗရမအစရှိသည်တို့ကိုတရာအခါခသိမ့် ယရိစီတာကာရောလူရှိတိုင်းပြီးနိုင်သည်၎င်းဘဝေဖြစ်ရပါလို၏တပံအလုံးစုံသောကုထာကာရာတိကံတိကြအိယာစသည်တို့ကိုဖြစ်စေနိုင်သည်၎င်းပုမိတိပိယတန်ယုတ်တံယောက်ျားမိမလူနာအပေါင်းတို့ချစ်ခင်မြန်နိုးခြင်းသည်၎င်းတဟတာယုအသက်တထောင်ရှိကြမြင့်စွာနေရခြင်းသည်၎င်း စိတ်ညာတော်သူတစ်ပါးတို့ဤအကြံစီကိုသိနိုင်ခြင်းသည်၎င်းဒူရံပိဝိသောအယပင်ဖြစ်တော်လဲတမိပံဤစီခြင်းကစွမ်းနိုင်သည်လဲဘဝေဖြစ်ရပါလို့ဤတရာသူတို့လိုရာမှုကိုရွဆောင်သောအခါ၌တပိခသိမ့်မှုသောဝိဇန္ဒရာဝိဇရုပေါင်းတို့သည်မံငါကို တန်ဒီမြင်္ဃာမြ၌၎င်းပုဒ္ဒမတ္တကေဈာဃာမြ၌၎င်းအတ္တသိပ္ပံမိမိတို့၏အတ္တမျိုးတို့ကိုဘုကာတ္တဝါထင်ရှားပြ၍တေထိုတပတိဇောကြီးဝိဇာတို့သည်တရာအခခသိမမန်ငါ့ကို တခန္တုလင်စွာပြတ်တပီးစေကုန်တည်း ေထုတပတိဇောကြီးဝိဇ္ဇလူတို့သည်ပရိဝါဝိတဝါချံယံ၍နိသိနေနေသောအရ၌မမတ္တံငါလူသောအကျိုးစီးပွားကိုကရုံကရုံတော်အလေးမြတ်ပြုသည်ဖြစ်၍ဝဟန္တုဆောင်ရွက်စီကုန်တည်းအဟံငါသည်တဘဝိဇ္ဇံပယုတ်ဒါနံအလုံးစုံသောဝိဇ္ဇာတက်ကိုလုံးလပြုကုန်သောတပတိဇောကြီးတို့ကို အတိဘောထိန်းုံနိုင်ခြင်းအစိုးရခြင်းသည်ဘဝမိဖြစ်ရပါလို၏ယထာဟုတောင်ဤအကျဉ်စုအကုန်ပြီးသောဖလာဤအကျိုးတို့သည် စတုဓာတုပတိဋ္ဌေနဓလေးပါနှင့်ပြီးသောမဟာတအထဒတိနာများမြတ်သော အကျိုးပြရသောလေးလုံးသောအခရာတို့ဖြင့်ယဒိစီတံအလိုရှိ၌တမိတ်စတု ဤဆုံးစီတည်းတတမမြောက်ကျောအောင်ဆန်ထားဆရာတော်ကြီး အရှင်ဝါရာမပြီးဝန်တမလမ်းညွန်ခဲ့တဲ့ဤဝိစာမရေတိမုံကိုးကထာအတုံးချနည်းကိုလည်းတင်ပြပေးပါမယ်ထိုကထာကိုးကထာနဲ့ဒီပါ၃ခုမှာအဋိဋ္ဌံဝင်ရပါတယ်ဒီပါဆိုတာအပြင်ဒီပါ အတွင်းဒီပါဒီပါချုပ်ဆိုပြီး၃ခုရှိပါတယ် တသိန်ခရိုင်အတွင်းမှာရှိပါတယ်ဒီပါတစ်ခုစီမှာဂါထာတစ်ပုဒ်ဆုံးဒီတလုံးချနဲ့ပတိဆက်ပတ်စေရပါမယ်ကိုးဂါထာဆိုတော့ပတိပတ်ပေါင်း60ဆေရပါမယ်ဒီကဲ့သို့အဋိဌံပြုလုပ်နိုင်ပါက အထူးအောင်မြင်အကျိုးများပါတယ်ပတိသမားများအထူးပြုလုပ်ရမယ့်အချက်ဖြစ်တယ်လို့မိတ်ဆိုထားပါတယ်အပြင်ဒီပါ အတွင်းဒီပါတို့ကိုတော့သွားဖို့လွယ်ပါတယ်ဒီပါချုပ်ကတော့သွားဖို့ခက်ပါတယ်တော်နဲ့တယ် သို့တော့တည်ရင်အလွယ်လေးမတည်ရင် ခက်သေးလို့ဆရာတော်ကြီးကမိန့်ပါတယ်။ဒီပါသုံးခုအကြောင်းကိုအနှဲငယ်ရှင်းပြပါမယ်။အပြင်ဒီပါယုံဖရာကိုတော့မိသူမဆိုတွားရောက်ဖူးမြော်နိုင်ပါတယ်။မော်တင်ဆွန်းတောင်တန်းပေါ်မှာရှိပါတယ်။အချို့ပုဂ္ဂိုလ်များယူဆတာကတော့ဒီပါယုံဖရာအစ်စ်မဟုတ်ပဲအစ်စ်ကိုရီမန်းပြီးတဲ့ထားတာလို့တိမက်ရပါတယ်။လွန်ခဲ့တဲ့အနှစ်20လောက်ကကျွန်တော်လဲတွားရောက်ဖူးမြော်ခဲ့မှုပါတယ်။ အဲ့ဒီအချိန်ကတသိမ်မျိုးကနေတင်မောစီသွားရပြီးနောက်တောထဲကိုတနာကြီးကျော်လောက်လမ်းလျှောက်ရပါတယ်။ခုချိန်ဆိုရင်တော့ကားလမ်းပေါက်လောက်ပါပြီ။ဆရာတော်ကြီးပြောတဲ့ဒီပါချုပ်မဟုတ်ပဲအတွင်းဒီပါဖရာကိုပင်သွားရောက်ဖူးမြော်ဖို့ခက်ခဲတယ်လို့သိရပါတယ်။ ဒေါ်လာထဲမှာလို့သိရပြီးတာမန်လူများမရောက်ရှိနိုင်ပဲဝိဇ္ဇာပုဂ္ဂိုလ်များသာနေထိုင်ကြတယ်လို့သိမှတ်ရပါတယ်။အလုံးကြီးလို့လည်းခေါ်ကြပါတယ်။အကြောင်းတိုက်ဆိုင်ပြီးရောက်ဖူးခဲ့တဲ့တာမန်လူများလည်းရှိပါတယ်။ညအခါအပြင်ဒီပါယုံဖျားရင်ပြင်တော်ဘောကနေတောနတ်ထဲကိုလမ်းကြည့်ရင်မိအောင်လေးများမြင်ရတတ်တယ်လို့ပြောပြကြပါတယ်။ထိုမိအောင်များမှာအလုံးကြီးကအတွင်းဒီပါယုံဖျားမှမိအောင်များလို့လည်းဆိုကြပါတယ်။ အတွင်းဒီပါနဲ့အပြင်ဒီပါမှာလည်းယူဆချက်ကွဲလွဲတာလေးတွေရှိပါတယ်ဒီပါချုပ်ကတော့သိရှိသူနေပါတယ်ဤဝိဆာမယိတိမောကိုးကထာကိုတာမန်အဖြစ်ပလီစိတ်မဲ့ဆိုရင်ဤဂါထာကိုးပုတ်ကိုဂါထာတပုတ်ဆုံးပတိတလုံးချဖြင့်တကထာလင်ပတိတပတ်ကိုးကထာကိုပတိကိုးပတ်နေစဉ်စိတ်ပါကဂျေဇူးအထူးကြီးမဘုံကိုတိတလာလိမ့်မယ်၃နှစ်လောက်စိတ်ကြည်ပါလို့ဆရာတော်ကြီးကမိန့်ကြားထားပါတယ် ဤဝိစာမယိတိမောကိုကထာကိုရှေးချမ်းသုံးချမ်းလောက်မှတွေ့ရပြီးအနှဲငယ်မှုကွဲနေတာကိုတွေ့ရပါတယ်အတင်းတော်ဆုံးကထာနဲ့အတင်းတော်ဆုံးအနတ်ဒိဗ္ဗေများကိုတင်ပြပေးထားခြင်းဖြစ်ပါတယ်ဤတွင်ဝိစာမယိတိမောကိုကထာကိုတင်ပြလုပ်ပြီးပါပြီ နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ့်ဘဝတုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါဦးအစ်စ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါဦးကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ